The Mischievous Mirror. Hello, everyone. I'm Iku. I'm here to share another story about the Mischievous Mirror. So, let's start. The Mischievous Mirror. Let's add the door manually. In a quiet little village, in the day, young little young Mia found an old mirror at a flea market. Mia, tanga ziyan tukuma, uhang nire mendukugo tuike bari. It was Mars, dusty and had a wax. Reflect, don't regret, and grief on the frame. အဲ့ဒီမန္တလေးရဲ့ပုံမှာပုံရိပ်ရောင်ပြန်ပြီးနောက်နောက်မရပါနဲ့ဆိုတဲ့စာရင်းလေးတစ်ခုကိုရေးထုတ်ထားပါတယ်။ Curious တည်ချင်သွားပါတယ်။ Mia bought it and had it in her room. Mia အဲ့ဒီမန်ကိုဝယ်ခဲ့ပြီးသူ့ရဲ့အခန်းထဲမှာချိတ်ဆွဲထားခဲ့တာပေါ့။ The next morning, not the next morning မှာတော့ When she looked into the mirror, Duma nego tiga de kama. She didn't see herself. Duma wo Duma tiga poye yang niya Instead, at the she saw a scene from yesterday. Mania pipia kene niyong itku Duma niyong tuke yabare. A moment where she had been rude to her little brother. ူမရဲ့မောင်ကလေးကိုသူမရိုင်းစိုက်စွာပြုတ်မခဲ့တဲ့အခိုက်အတန့်လေးကိုသူမပြန်မြင်ခဲ့ရပါတယ်။ The mirror whispered မောင်ကလေးကတိတူပြောလိုက်ပါတယ်။ Do better today ဒီနေ့ပိုပြီးကောင်းမှလို့ startled but inspired သူမလန့်သွားတော့လည်းပဲသူမစိတ်ခွန်အားတွေရလိုက်ပါတယ်။ Mia apologized to her brother and promised to be kinder Mia သူမရဲ့မောင်လေးကို ောင်းမှန်ခဲ့ပြီးနောက်ပိုင်းတွင်မယိုင်းဆိုင်ဖို့စင်နာတက်ဖို့ကိုလည်းသူမှကြိပေးခဲ့ပါတယ် That night အရင်ညမှာတော့ The mirror reflected her smile and her brother's laughter မင်္ဂလီဟာသူမရဲ့ပြုံးနေနဲ့သူမရဲ့မောင်လေးရေမောခြင်းတွေကိုပုံရိပ်ရောင်ထင်းပြန်လည်ပြသပေးခဲ့ပါတယ် From then on အဲ့ဒီချိန်ကနေစပြီး The mischievous mirror reminded Mia of her mistakes. အဲ့ဒီရဲ့လက်စားတသက်မှန်ကလေးဟာမိဟာရဲ့အမားတွေကိုတတိပေးတဲ့အရာတစ်ခုအနေနဲ့ဖြစ်လာခဲ့ပါတယ်။ Not to make her feel bad, but to help her grow. ဒီမှာကိုစိုးရွားတယ်လို့ခံစားစေဖို့ရမှာမဟုတ်ပဲ။ဒီမှာဒီထက်မကပိုပြီးတတ်ကြည်ဝလာဖို့ဂူကြီးပေးဖို့ရန်အတွက်အဲ့ဒီရဲ့လက်စားတသက်မှန်ကလေးဟာဒီမှာရဲ့အမားတွေကိုတတိပေးတဲ့အရာအနေနဲ့ဖြစ်လာခဲ့ပါတော့တယ်။ And so, in a neve, we all learn the power of reflection, not just in the mirror, but in life. We are မင်းနဲ့ကရောင်ပြဟက်ချင်းကိုတော့မကပဲဘွားရဲ့ရောင်ပြဟက်ချင်းစွမ်းအားတွေကိုပါသင်ယူလေ့လာခဲ့ပါတယ် Moral reflect on your actions today to create a better tomorrow မင်းဒီနေ့လုပ်ခဲ့တဲ့အပြုအမူတွေပေါ့ရောင်ပြဟက်ပြန်လဲတွေးတော့စဉ်းစားခြင်းအပြင် ပိုကောင်းတဲ့မနက်ဖြန်လေးကိုဖန်တီးယူနိုင်ပါလိမ့်မယ်။ Thank you for listening to the end. Hope you guys will like it. See you in next story. Bye bye.